ားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ္တသတင်းဌာနရဲ့ထိတ်တန့်သတင်းများကို တင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ မုံရွာမျိုးပြည်တော်စုလန်တွင်စစ်သားများလိုက်ပါလာသောကားနစီကိုပြစ်ခတ်တိုက်ခိုက်မှုစစ်ဘက်ရေးရလုံခြုံရေးဌာနမှ G2 ပုံမူကြီးတင်ကိုနှင့်ဗိုလ်ကြီးစိုးမင်းဦးအပါဝင်၁၀ဦးသေဆုံးတဲ့ဆွေတရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမျိုးအတွင်ပြည်တော်စုလန်မှပေါ်တွင်အကြမ်းဖက်စစ်သားများလိုက်ပါလာသောကားနစီကိုပြစ်ခတ်တိုက်ခိုက်ရာစစ်ဘက်ရေးရလုံခြုံရေးဌာနမှ G2 ပုံမူကြီးတင်ကိုနှင့်ဗိုလ်ကြီးစိုးမင်းဦးအပါဝင်၁၀ဦးသေဆုံးခဲ့ကြောင်း Flat Falcon အဖွဲ့မှတာဝန်ရှိသူတအူကသတင်းဌာနကိုပြောကြားပါရယ်ဒီဇင်ဘာလ9ရက်နေ့ည7:00နာရီခန့်တွင်မုံရွာမြို့နောက်မခါမှာစစ်ဘက်ရဲရလုံခြုံရေးဌာနမှကြီးတူဗိုလ်မှူးကြီးတင်ကိုစစ်တပ်တန်း49နှင့်မုံရွာမြို့တော်ခန့်မှမှသုံးပွဲပိုကြီးစိုးမင်းဦးနှင့်မုံရွာမြို့အမှတ်1ရဲစခတ်စစ်ကြောရေးအရာရှိသုံးပွင့်ပိုကြီးတအူတို့လိုက်ပါလာသောကာနစီကိုမုံရွာမြို့ပြည်တော်စုလမ်းမပေါ်တွင်ဒေါ်လာရေးတပ်ဖွဲ့များကအဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ထို့တိုက်ခိုက်မှုတွင်ကြီးတူဗိုလ်မှူးကြီးတင်ကို ဘိုကြီးစိုးမင်းဦးနဲ့အမတ်တရဲစခန်းစစ်ကြောရေးအရာရှိ၃ဖွဲ့ဘိုကြီးတအူးအပါဝင်၇ဦးသေဆုံးခဲ့ပြီးကားတစီးမိလောင်ပျက်စီးခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်ရှေ့ဆုံးကားတွင်လိုက်ပါလာသောရှင်မောင်မောင်စော်နှင့်စစ်သား၂ဦးသာအသက်ရှင်ပြီးခြေထောက်ဖြတ်တော့ဒဏ်ရာနှင့်ကိုယ်ကိုရှက်မှန်သောစိုးရိမ်ဒဏ်ရာများရရှိခဲ့ကြောင်းသိရပါသည် ရှင်တို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဘူပွားရိတ်တော်ဝိုင်းပတ်အနီမှာစစ်တပ်ကင်းနှင့်ပြည်တော်စုအင်းဖြက်လန်အနီမှာစစ်တပ်ကင်းမုံများကနှစ်ဖက်ညက်ကပြန်လည်ဝိုင်းဝန်းပစ်ခတ်ပြီးတိုက်ပွဲဖြစ်ပွားရနေရာကိုအရေးပေါ်ကားတစီနှင့်စစ်ကူထွက်လာသောအင်စီက28စီ၊တံပြားက10စီ၊ရဲကားကြီး2စီ၊ပွိုင်ကား10စီ၊ပွိုင်ဖိုက်ပါက2စီ၊နာမခါမပါရာမော်တာစက်တက်လီဒီ10စီအပါဝင်မအူကိန်းနှင့်တောရကျောင်းတိုင်းမှာလက်နက်ကြီးပစ်ကူများပြီးကခုခံခဲ့ကြောင်းသိရပါသည်။ ထို့နောက်တော်လန်ရေးရဲဘော်များကမုံရွာမြို့ရေဦးဆန်ဆိုင်ကိတ်ကိုလည်းထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရေးရဲဘော်များအထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဒီတိုက်ခိုက်မှုမှာ G2 လိုက်ပါလာတဲ့ကားမီးလောင်ပျက်စီးသွားတဲ့သေဆုံးနာက G2 ဗိုလ်မှူးကြီးတင်ကိုသူကစစ်သက်တမ်း46နှစ်ရှိပြီးစစ်ဖက်ရေးရာလုံခြုံရေးဌာနမှကဆက်သွယ်ရေးဆက်အခွန်တောင်ကြီးလို့သိရတယ်။ နောက်ပြီးမုံရွာမြို့တော်ခမ်းမကသုံးပွင့်ပိုစိုးမင်းဦးနဲ့မုံရွာမြို့အမှတ်၁ရဲစခန်းစစ်ကြောကြီးအရာရှိသုံးပွင့်ပိုကြီးတကောင်အပါဝင်စေဦးသိဆုံးနဲ့ကျွန်တော်တို့မုံရွာမြို့အတွင်ဖီတော်စုလမ်းပေါ်ထိတက်ပြီးတိုက်ခိုက်ခဲ့တာပါရဲဘော်တွေအထူးကမ်းရှိစုခွာနိုင်ခဲ့တဲ့ဟု flat pack ခေါ်မှတာဝန်ရှိသူကရှင်းပြပါတယ်အဆိုပါတိုက်ခိုက်မှုကို flat pack on democratic local correlation dlc PLDF စစ်တေတာနှင့် PLA 3 star သွေးတောင်ကြီးကိုတော်လန်ရေးတက်ဖွဲ့ဗာမတီတော်လန်ရေးတက်ဖွဲ့ မုံရအန်တာဂရောင်းဖုန်း၊မိုဟိန်ဒစ်ဖရန့်ဖုန်း၊လီဂါ3မုံရဖရာသာအတက်ချ်ဖုန်းနဲ့ဂိုဒန်အီဂဲအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။